ရှမ်းပြည်နယ်မြောက်ပိုင်းကကြောက်မဲမြို့မှာနောက်ဆုံးကြံနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ901နဲ့902တိုက်ရင်တွေကို DNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတသိမ့်ပိုက်လိုက်ပြီးတဲ့နောက်ကြောက်မဲမြို့ကိုပါသိမ့်ပိုက်ရရှိသွားပြီလို့ဒေါ်လာရေးသတင်းရှင်းမိကရန်ကုန်ခေတ်တိကိုပြောပါတယ်။အော်ဂလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲကြောက်မဲမြို့ကအကြမ်းဖက်စစ်ကောင်စီရဲ့နောက်ဆုံးကြံနေတဲ့ခမရ901နဲ့902တိုက်ရင်တစ်ခုကို DNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတတိုက်ခိုက်သိမ့်ပိုက်လိုက်တယ်ဆိုပါတယ်။အဲ့ဒီအတော့ ကြောင်မဲ့မြို့မှာတော့စစ်တပ်စခန်းတွေမရှိတော့ပဲစေကောင်းစီကင်းစင်နေမြေဖြစ်သွားပြီကြောင်မဲ့မြို့ကို TNL လေးဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကတိမ့်ပိုက်ရရှိသွားပြီလို့တော်လိုင်းရင်သတင်းရေးမိကပြောထားပါတယ်လက်ရှိ2029စစ်စင်ရေးရဲ့ဒုတိယလှိုင်းမှာပဲညီတော်မဟာမိတ်သုံးဘွဲ့နဲ့မဟာမိတ်ပူပေါင်းတပ်တွေဟာနောင်ချိုမိုးကုတ်မိုးမိတ်နဲ့လာရှုံမြို့တွေကိုတိမ့်ပိုက်ထားပြီးနောက်မှာပဲအခုတခါကြောင်မဲ့မြို့ကိုပါထပ်မံတိမ့်ပိုက်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ လာရှုမျိုးသိမ့်တိုက်ပွဲမှာဒရန်ရက်ခဲ့တဲ့အချက်ဖက်စစ်ကောင်စီရဲ့လာရှုဒုတိယခက်ရိုင်ရဲမှုလှမျိုးဆိုတဲ့တကူ MNDAA ကစစ်ကူတာပြီးခဲ့တဲ့အတွက်ပြန်လဲကျမ်းမာလာပြီလို့ MNDAA ကနေဓာတ်ပုံနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။လာရှုမျိုးကို MNDAA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ့်ပိုက်တဲ့အချိန်လာရှုမျိုးကနေထွက်ပြေးဖို့လုပ်နေတဲ့အဲ့ဒီစစ်ကောင်စီတပ်ကဒုတိယခက်ရိုင်ရဲမှုလှမျိုးဆိုတဲ့သူဟာရက်ကွက်တဲ့ကြောင်းဘေးမှာအမြောက်ကြီးစံတိပြီးတော့ဒရန်ရရသွားတဲ့အတွက်လာရှုစစ်တပ်စေးရုံကိုရောက်သွားတယ်ဆိုပါတယ်။အဲ့ဒီနောက် မဟာမိတ်ပူပေါင်းတပ်တွေကလာရှုရမခတိုင်းစစ်ဌာနချုပ်ကိုနေမြေရှင်းနေတဲ့အချိန်စစ်စေးရုံကနေအလံဖြူထောင်လက်နဲ့ချလာတဲ့အထက်မှာအဲ့ဒီခရိုင်ရဲမှုလှမျိုးဆိုတဲ့သူပါဒဏ်ရာတွေနဲ့ပါလာတဲ့အတွက်အလင်းဝင်လာတဲ့ဒဏ်ရာရစစ်သားတွေစစ်သုံးမှန်းတွေ니တူ MNDAA တပ်တွေကအကုန်လုံးကိုစေကူတာပေးခဲ့ရမှာအခုတော့အဲ့ဒီလာရှုဒုတိယခရိုင်ရဲမှုလှမျိုးဆိုတဲ့သူလည်းပြန်လဲကျမ်းမာလာပြီလို့ MNDAA ကနေတပ်ပုံတွေနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်တက ပြန်ပြီးဖန်စီထောင်ချထားတဲ့ပြည်တဲ့ရေးဝင်ကြီးဟောင်းစိုးထွတ်ရဲ့တရုတ်ကုမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်တက်ဆင်ခဲ့တဲ့ drone တစီရဲ့ drone ကတ်တွေဟာတော်လိုင်းရေးတပ်တွေရဲ့ drone တွေကိုတားဆီးနိုင်ခြင်းမရှိဘူးလို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တိကပြောပါတယ်။အဲ့ဒီပြည်တဲ့ရေးဝင်ကြီးဟောင်းစိုးထွတ်ဆိုသူဟာနိုင်ငံတော်ဝန်ကစစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံတွေကုံတွေရေးစခန်းတွေရဲစခန်းတွေအပြင်ဂိတ်စခန်းတွေထွေအုပ်ရုံတွေမှာပါ drone တစီရဲ့ drone ကတ်တွေကိုတရုတ်ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ drone တင်တာ project တွေသူကိုယ်တိုင်ယူပြီးတက်ဆင်ခဲ့ပြီမြေ အဲ့ဒီ drone တားဆီးရဲ့ drone ကတ်တွေဟာတော်လိုင်းရဲ့တက်တွေရဲ့ drone တွေကိုလုံးဝတားဆီးနိုင်ခြင်းမရှိတာကိုလည်းစစ်ဆေးတွေ့ရှိရတယ်လို့နေပြီးတော့စစ်ဘက်သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့အဲ့ဒီ PDA ဝန်ကြီးဟောင်းစုတုတ်ကိုအကြမ်းဖက် mail online ကရာဒုကနေထုတ်ပယ်ထားတဲ့အပြင်2023ခုနှစ်ကပဲထောင်ဒဏ်5နှစ်ချမှတ်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါမန္တလေးမြို့မှာတော့အကြမ်းဖက်စစ်တပ်အတွက်တပ်သားတွေစုဆောင်းပေးနေလို့စစ်တပ်ကအရန်သဘောကျတဲ့စစ်ကောင်စီခန့်မေဂဂီရိရက်ွက်အုပ်ချုပ်ရေးမှူး ချိုးတန်တာအောင်နဲ့ညီမပြစ်သူတို့နှစ်ဦးပြစ်ခတ်ခံရပြီ။ဒီနာဦးကလုံးသွေကုန်ကြပြီလို့မန္တလေးမြို့နယ်ပြည်သူတို့ရဲ့ပြောဆိုခြင်းနဲ့စစ်တပ် lobby telegram တွေရဲ့ဖော်ပြချက်အရသိရပါတယ်။ဒီကနေ့ဩဂုတ်လ6ရက်နေ့မနက်9:00နာရီဝန်းကျင်လောက်ကပဲမန္တလေးမြို့အောင်မြေတာဇန်မြို့နယ်ကမေဂဂီရီရက်ကွက်16လမ်း82လမ်းတောင်မှာအကြမ်းဖက်စစ်တပ်တပ်သားတွေလိုက်လံစုဆောင်ပေးနေသူမေဂဂီရီရက်ကွက်အုပ်ချုပ်ရေးမှုဖြိုးတန်တာအောင်နဲ့ညီမပြစ်သူခင်ဖုံးစုဆိုသူတို့နှစ်ဦးကို ဆိုင်ငယ်နဲ့တဏ္ဍာမတချို့ကနေပြစ်ခတ်ရှင်းလင်းသွားပြီးနှစ်ဦးလုံးနေရာမှာတည်းပွန့်ချင်းမိကိုသေကုန်ကြတယ်ဆိုပါတယ်အဲ့ဒီမေဂါဂီရီရက်ကွက်အုတ်ကြီးမှဖြိုးတန်တော့အောင်ဆိုတဲ့သူကအချက်ဖက်စစ်တဲ့အတွက်တတသစ်တွေလိုက်လံဆူဆောင်းတဲ့နေရာမှာသူ့ရက်ကွက်မှာတည်းမဟုတ်ပဲအောင်မြေတာဆန်မြို့နယ်မှာပါအုပ်စုဖွဲ့လူစုပြီးတတအစ်စ်တွေလိုက်စုဓာတ်တွေလူငယ်တွေကိုဖမ်းဆီးတာတွေမှာရှေ့ဆုံးကနေအားကျုံမတက်ပါဝင်ခဲ့တဲ့သူဖြစ်တဲ့အတွက်စစ်တပ်ကအရင်သဘောကျတဲ့သူဖြစ်တယ်လို့ အခုတော့သေပြီလို့အောင်မြင်သံမြို့နယ်နေပြည်သူတို့ကပြောထားပါလေအဲ့ဒီအုပ်ကြီးမှဖြိုးတန်တော်အောင်ဆိုသူတို့ညီမနှစ်ဦးပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာပဲအကြံဖက်စကောင်စီတပ်ကမန္တလေးနဲ့အောင်မြေတာဇံမြို့နယ်မှာစစ်ဆင်မှုတွေလှုပ်ဆောင်နေပြီ CCTV မှတ်တမ်းတွေနဲ့ light တောင်းနေသလိုလက်ရှိကလည်းမန္တလေးမြို့ကိုတော်လရေးတပ်တွေဝင်ရောက်တိုက်ခိုက်မဲ့ဆိုတဲ့သတင်းတွေကြောင့်စစ်ကောင်စီကမန္တလေးမြို့မှာလုံခြုံရေးတွေတုံ့ပြန်ပြီးအထူးတင်းကျပ်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျ။တစ်ဆက်ထဲမှာပဲ မန္တလေးမြို့ကမန္တလေးတက္ကသိုလ်မှာအကျန်းဖတ်စစ်ကောင်စီရဲ့တိုင်းဝင်ကြီးချုပ်နဲ့ပညာရေးဝင်ကြီးတို့တက္ကသိုလ်အတွင်းဝင်ရောက်လာတဲ့အချိန်အမျိုးသမီးတော်လိုင်းရဲဘော်တွေကမိုက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရွှေဘိုခရိုင်တရင်15ရဲ့ရဲဘော်စောကွန်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ6ရက်နေ့မနက်ပိုင်းမှာပဲမန္တလေးတက္ကသိုလ်မိန်းထဲမှာအကျန်းဖတ်စစ်ကောင်စီလက်အောက်ခံပညာရေးဝင်ကြီးဌာနကအထက်မြန်မာပြည်ကျောင်းပေါင်းစုံစာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ဖို့ဆိုပြီးစေကောင်စီကမန္တလေးတိုင်းဝင်ကြီးချုပ်နဲ့ပညာရေးဝင်ကြီးတို့လာရောက်တဲ့အချိန် ကျောင်းသားတွေထိခိုက်မှုမရှိအောင်ရှောင်ရှားပြီးတော့အမျိုးသမီးတော်လိုင်းရဲ့ဘော်တွေကတကြိုင်နဲ့တက်မိုက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်တဲ့အချိန်ဝင်းကြီးတွေနဲ့အတူလုံခြုံရေးပါလာတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိပြီးထိခိုက်မှုအခြေအနေကိုမသိရသေးသလိုလက်ရှိမှာက2029စစ်စင်ရဲ့ဒုတိယလှိုင်းနဲ့အတူရှမ်းမစစ်စင်ရဲ့ကိုပေါ်ဆောင်နေတဲ့မန္တလေး PDF နဲ့ဗဟာမိတ်ပူးပေါင်းတက်တွေဟာမန္တလေးမြို့နယ်မိုက်အနေငယ်တာဝေးတော့တဲ့စစ်တပ်စခန်းတွေနဲ့မြို့တွေကိုတိမ့်ပိုက်လာနေပြီးတဖြည်းဖြည်းမန္တလေးမြို့နယ်နီးကပ်လာနေပြီဖြစ်တဲ့အတွက် မန္တလေးမြို့ကပြည်သူတွေအနေနဲ့လည်းတိုက်ပွဲအခြေအနေတွေကိုမျက်ခြေမပြတ်သတိထားနားဆွင့်နေဖို့လိုအပ်နေတယ်လို့ဒေါ်လာရေးပေါ်တွေလည်းအင်ပြန်လာနေတဲ့လမ်းပေါ်တွေမှာရောက်နေကြပါပြီလို့ရှမ်းမန်စစ်စင်ရေးမှာပါဝင်ဆင်နွှဲနေတဲ့ရွှေဘိုခရိုင်တရင်15ရဲ့ရဲဘော်စောကုံကပြောထားပါတယ်ခင်ဗျအခုတခါမကွေးတိုင်းဘက်မှာတော့စိတ်ကျူမြို့နယ်မှာလုံခြုံရေးယူဖို့ဆိုပြီးထွက်လာတဲ့အကြက်ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာရေးတပ်တွေကဖြတ်အားဖြင့်မိုက်မိပါအုံတူပြီးလမ်းကနေကြပြတ်တိုက်ခတ်ရပါ စေကောင်းစီဘက်ကအရာရှိတဦးအပါဝင်၁၀ဦးဝင့်ကျင်ကတော့အသီးသီးသိမ့်ကုန်ကြပြန်ပြီလို့စိတ်ချူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုတူရင်ကရှင်ကုန်ခက်တဲ့ကိုပြောပါတယ်။ဩဂလ၃ရက်နေ့ကပဲစိတ်ချူမြို့နယ်ကစိတ်ချူပေါက်လမ်းမဘော်ကိုလုံုံရေးယူဖို့ဆိုပြီးထွက်လာတဲ့အချက်ဖတ်စစ်ကောင်းစီတပ်စစ်ကြောင်းရဲ့ရှေ့ကင်းစစ်သားတို့ကိုတော်လိုင်းရင်တပ်တွေကအသင်ဆောင်ပြီးချတောက်ရွာထိပ်မိုင်းခွင်းနဲ့ရောက်တဲ့အချိန်ဖောက်ကွက်တက်ခိုက်လိုက်ပြီးကြားဖြတ်တက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခိုက်မှုအတွေ့ မိုင်းဝင်နဲ့တဲ့တဲ့ရောက်လာတယ်စစ်ကောင်စီတပ်ကအရာရှိတူအပေါဝင်စစ်ကောင်စီတပ်သား၁၀ဦးဝင့်ကျင်ကတော့ကြားပြတ်တိုက်ခိုက်မှုအတွင်းမှာပဲအသီးသီးတဲ့ကုန်ကြတဲ့ခြေလက်ပြတ်သွားတဲ့ပြင်းထန်တမ်းရရတဲ့သူတွေလည်းရှိသွားပြီးတဲ့နောက်စိတ်ဖြူဈေးရုံဘက်ကအကုန်လုံးတဲ့သွားကြတဲ့စိတ်ဖြူမြောက်ပိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့တာဝန်ငယ်ကိုသူတွေကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကရုံခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ